ကောင်းတာနဲ့ကောင်းတာဆိုတာဒီမကောင်းတဲ့သဘောတွေဆိုတာမပယ်လှန်မှု မတွန်းလှန်မှုဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဘယ်တော့မှ အကောင်းဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့အမြဲဆင်ခြင်သုံးသပ်ပြီးတော့ကိုယ့်ရဲ့အနေထားစိတ်နေသဘောထားတွေကိုဆင်ခြင်သုံးသပ်နေဖို့လိုအပ်တယ်ပေါ့ငါဟာဟိနာဓိမုတ်တိက အောက်တန်းကြတဲ့အတွေးတွေ အောက်တန်းကြတဲ့စိတ်ဆန္ဒတွေရှိနေတာလားကလျာဏဓိမုဒ္ဒကောင်းမြတ်တဲ့အတွေးတွေကောင်းမြတ်တဲ့ဆန္ဒတွေရှိနေတဲ့ပုဂ္ဂိုလ်လားလို့ဆိုတာကိုယ့်ကိုယ်ကိုဆင်ញင်သုံးသပ်ပြီးတော့အဖြေရှာရဆင်ញင်သုံးသပ်လိုက်တာနဲ့အဖြေဆိုတာထွက်လာဟိနာဓိမုဒ္ဒကအောက်တန်းကြတဲ့စိတ်ဓာတ်တွေငါမှ ရှိနေတယ်ဆိုရင် ပြင်ရမယ်ပေါ့ဒီစိတ်ဓာတ်တွေကိုယ်တိုင် မပြင်လို့ရှင်တိတဲ့ဘဝမှာမပြင်လူတွေဟာခောက်ရိုးကျိုးသွားပြီးတန်တရားမှာဇေယိုက်ဆိုးတွေနဲ့ပဲသွားတာဒါကတည်တည်ချာချာစဉ်းစားကြည့်နော်လူဘဝမှာတရှူးရှူးတတိုင်းတိုင်းနဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တယောက်ဟာကံမကောင်းအကြောင်းမလားလို့ခွေးဖြစ်ရင်လည်းခွေးဆိုးပဲဖြစ်တယ်ကြက်ဖြစ်ရင်လည်းဟိုခွတ်ဒီခွတ်ဟိုစိတ်ဒီစိတ်ကြက်ဆိုးပဲဖြစ်မယ် ငှက်ဖြစ်လို့ရှိရင်လည်းငှက်ဆိုးပဲနွားဖြစ်ရင်တောင်မှပဲဟိုနွားခွေဒီနွားခွေတရှူးရှူးလုပ်တဲ့နွားဆိုးဖြစ်တယ်နော်ဒီတဲ့ဆိုးရင်တော့ကြားတို့အကောင်မလောင်နေကြိုက်စားတဲ့ချင်းသေးတို့ဆိုတဲ့အကောင်မျိုးတွေသွားဖြစ်တယ်ဒေါသသမားတွေဟာအဲ့ဒီတိုင်းပဲအဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားတယ်မပြင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းရောက်သွားတယ်တရိษံတွေကိုကြည့်အေးအေးချမ်းချမ်းနေတဲ့တရိษံရှိတယ်စူးစူးပူပူ ရန်လုံနေတဲ့တိရိစ္ဆာန်လည်းရှိအကဲခတ်ပြီးတော့ကြည့်ရန်လုံတတ်တဲ့တိရိစ္ဆာန်တိရိစ္ဆာန်တစ်မျိုးတည်းတယ်မဲ့ရန်လုံတဲ့တိရိစ္ဆာန်ရှိတယ်ရန်မလုံတဲ့တိရိစ္ဆာန်ရှိတယ်ခွေးထဲမှာလည်းသဘောကောင်းတဲ့ခွေးရှိတယ်သဘောဆိုးတဲ့ခွေးရှိတယ်နော်အမတ်တမဲ့နေရင်တော့မသိဘူးတေချာကြည့်လို့ရှင်ခွေးဟာကြိုက်တတ်တဲ့ခွေးရှိတယ်မကြိုက်တတ်တဲ့ခွေးရှိတယ်ကြိုက်တဲ့ခွေးဆိုတာသဘောဆိုးလို့ကြိုက်တာနော်သဘောမဆိုးတဲ့ခွေးက လူလာရင်အမီးနံပြီးတော့ခင်တတ်မင်တတ်တယ်ပေါ့အဲ့တော့ဒီသဘောတွေကဆင်ញင်သုံးသက်တိုင်ရအောင်ခွေးတောင်မှမေတ္တာရှိတဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးမေတ္တာပြည့်တဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးဒီလိုဖြစ်ရတာပါဘဝမှာမပြင်ဘူးဆိုလို့ရှိရင်တလျှောက်လုံးဟာဒေါသသမားဖြစ်ပြီးနောက်ဆုံးကိုဒေါသကိုမထိနိုင်တဲ့အခါဒေါသနဲ့တေဆုံးသွားလို့ရှိရင် အင်တာမဆင်းရဲတဲ့အပင်ငယ်ကြာရောက်သွားနိုင်တာပေါ့ကုဒေါသကကိုယ်ပို့ပေးလိုက်တဲ့သဘောပေါ့